မြေပဲငားကြမ်းတာအားနဲ့ကျွန်တော်တို့ကမြေငားတာလေခင်ဗျားတို့မြေငားတယ်ဆိုရင်ခင်ဗျားကလည်းခင်ဗျားတို့ကဒီတရားဝင်လုပ်ငန်းလားတရားမွေလုပ်ငန်းခင်ဗျားသိဖို့လိုတာဗောဗျာခင်ဗျားမကြံရှိတဲ့အချိန်တွေခင်ဗျာကောင်းအောင်နေကြပါခင်ဗျားတို့ကကြရန်ဟိုနားမလဲလို့ဟိုလုံမိတာလေအခုနားလဲပြီလေသိပြီလေတက်မတက်တဲ့ဘိုးချုပ်ကြီးတက်တက်တက်တဲ့ရေးမကြည့်ဘူးအာဆီယံဆမ်မစ်ကသူ့တို့ရေးမကြည့်တော့ဘာလို့လဲရေးကိုမကြည့်တော့ခင်းချင်ရောက်သွားဘာလို့လဲသူကအပေါ်အာဆီယံစည်းဝေးရဲ့အတွက်သူခေါင်းတော့သူမထည့်တော့သူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူးသူစဉ်းစားနေတာနောက်တစ်ဆင့်တကဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေစောင့်ကြည့်ပါဦးလို့ပြော မြန်မာရဲ့လက်ရှိအနေထားကအပေါ်စီးယူရောက်နေပါဆိုမလေးရှားမှာသူ့ပြည်ထောင်နဲ့အင်ဒိုနီးရှားမှာလည်းသူ့ပြည်ထောင်နဲ့စင်ကာပူမှာလည်းသူ့ပြည်ထောင်နဲ့တူအာဆီယံနိုင်ငံအကုန်လုံးကသူ့ပြည်ထောင်နဲ့တူပဲမြန်မာဘယ်ဆိုရမဆိုတိုင်းပြည်တိုးတက်အောင်လုပ်ပေးရဆိုတော့မှတ်ပါတယ်ဒါပေမဲ့ရှေ့ဆိုရဆက်ဆက်မှာတနိုင်ငံလုံးအတိုင်းတန်းနဲ့2015ခုနှစ်ထိ34ရာခိုင်နှုန်းပဲရှိစစ်မိရတယ်အခု NLD ဆိုရက9နှစ်ပဲလုပ်ပါသေးတယ်တနိုင်ငံလုံးအတိုင်းတန်းနဲ့54ရာခိုင်နှုန်းမိရနေပြီသူတို့နှစ်ပေါင်း90ကျော်လုပ်ခဲ့တာ34ရာခိုင်နှုန်း အခုအမေစုက9နှစ်ပဲလောက်ရသေးတယ်54ရာခိုင်နှုန်းဆိုတော့စဉ်းစားကြည့်လေရာခိုင်နှုန်း20တိုးတက်လာဟာဒီပုံစံအတိုင်းဆိုရင်အမေစုတန်နောင်10နှစ်အုပ်ချုပ်ခွင့်ရလိုက်ရင်တတိုင်းပြည်လုံးမီးလင်းပြီပေါ့ဒါဘောကွာအဲ့ဒါကြောင့်မလို့2030မှာတတိုင်းပြည်လုံးရာနှုန်းပြည့်မီးလင်းရေးဆိုပြီးကြွေးကြော်နေတာပေါ့ကွာအေးကွာတရက်စစ်မီးတာလုံလောက်လောက်ရမယ်ဆိုရင်နိုင်ငံခြားအရင်းနှီးမြှုပ်နှံမဲ့သူတွေလည်းဝင်လာမယ် တစ်တော့တွေလည်းခုတ်ပြီးရောင်းစားကြအောင်မလိုတော့ဘူးကွာဟွန်းခုတ်เสียတစ်တော့လည်းမရှိတော့ပါဘူးဗျာတပီလုံးအောင်တောင်ကရုံးနေကြီးပဲ